ဒေါအောင်ဆန်းစုကြည်သို့မဟုတ်နတ်ထိပ်ပစယောနဲ့ကျေးဇူးပြုနေစေကောင်းဆောင်ဇွန်လ19ရက်ဟာဆိုရင်ကျွန်တော်တို့ကောင်းဆောင်ရဲ့အသက်80ပြည့်တဲ့မွေးနေ့ဖြစ်ပါတယ်။အင်မတန်စိတ်ထိခိုက်စရာကောင်းတာကတော့ကျွန်တော်တို့ကောင်းဆောင်ဟာမတမာသူလူတစုဦးဆောင်တဲ့စစ်ကောင်စီရဲ့မတရားဖမ်းဆီးချုပ်နှောင်ခြင်းကိုခံနေရပြီးအကျဉ်းတောင်ထဲမှာအကျဉ်းသားဘဝနဲ့ဖြတ်သန်းနေရတဲ့အချိန်ဖြစ်နေလို့ပါပဲ။ ဂျွန်ဆန်စုကြည်နိုင်ငံတော်၏အတိုင်ပင်ပုဂ္ဂိုလ်ယာရုတာဝန်ထမ်းဆောင်ခဲ့စဉ်က စာရေးသူသဘောကျတဲ့ခေါင်းဆောင်ရဲ့လုပ်ငန်းစဉ်တွေများစွာတဲ့ကမှအချက်၃ချက်လောက်ကိုထုတ်ဖော်ပြောပြကြပါမယ်။နံပါတ်၁လူမှုတွေ့ဆုံပွဲများကောင်းဆောင်ဟာပြည်သူလူထုနဲ့တွေ့ဆုံပွဲတွေလုပ်ပြီးအပြန်အလှန်စကားပြောရပါတယ်။အပလာစကားဝိုင်းတွေမဟုတ်ပါ ဂျိုဒင်စီစဉ်ထားပြီးသင်ပေးထားတဲ့အတိုင်းပြောရတဲ့လှုပ်ဆက်စကားဝိုင်းနေမဟုတ်ဘူးဆိုတာခေါင်းဆောင်နဲ့လူလူတွေ့ဆုံပွဲတွေလက်တွေ့ကြုံမှုတဲ့သူတွေသိကြမှာပါလူလူတွေ့ဆုံပွဲတွေရဲ့အရေးပါမှုဟာပြောမကုန်နိုင်အောင်အထူးကျေးဇူးများလှပါတယ်ကိုစားပြုဒီမိုကရေစီအရာအရေးချဲ့ခံထားရတဲ့ခေါင်းဆောင်အကြီးအကဲတယောက်ဟာလက်လက်သွားနိုင်တဲ့ဟာခွက်နေရာမှာအများပြည်သူလူထုကထိရောက်စွာကြံသုံးနိုင်တဲ့တိုက်ရိုက်ဒီမိုကရေစီအဆင့်ကို စိတ်လိုလက်ရပြန်သွားပေးနေတဲ့ခေါင်းဆောင်တယောက်ရဲ့ပြည်သူလူထုနဲ့တိုင်းပြည်အပေါ်မှာထားတဲ့စိတ်စေတနာစွမ်းရည်တက်တည်တစ်ခုပါပဲ။နံပါတ်1လူငယ်ចောင်းသားចောင်းသူများနဲ့တွေ့ဆုံစကားဝိုင်းများကောင်းဆောင်ဟာလူမှုနယ်တွင် တွေ့ဆုံပွဲတွေလုပ်ကြမှာဟုတ်ပဲမျိုးဆက်သစ်လူငယ်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးစကားဝိုင်းတွေလုပ်ကြတွေ့ရမှာပါဒါဟာတိုင်းပြည်အတွက်အင်မတန်အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုလို့ကျွန်တော်မြင်ပါတယ် ဒါဟာနိုင်ငံကောင်းဆောင်တယောက်ရဲ့တိုင်းပြည်နဲ့လူလူအပေါ်ထားတဲ့ကြီးမားတဲ့စိတ်စေတနာတစ်ခုပါပဲ။ဒီတဲ့အရေးကြီးတာကကောင်းဆောင်ဟာလူငယ်များနဲ့စကားပြောတာထက်အနာဂတ်နဲ့စကားပြောနေတာပါ။နိုင်ငံကောင်းဆောင်တယောက်အနေနဲ့ပစ္စုပန်မှာသူဘာလုပ်ရမလဲလို့သိဖို့အတွက်အနာဂတ်မှာကောင်းဆောင်ဖြစ်လာမဲ့လူငယ်တွေနဲ့စကားပြောကြည့်ခြင်းနဲ့လူငယ်တွေရဲ့အတန်ကိုနားထောင်ခြင်းဟာအလွန်အရေးကြီးတဲ့လုပ်ငန်းစဉ်လို့ကျွန်တော်မြင်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့အခုအချိန်မှာကောင်းဆောင်ဟာအကျဉ်းကျနေပြီမယ်။ကောင်းဆောင်ရဲ့ကြိုးစားဆောင်ရွက်ချက်တွေဟာအခု သူမရှိတော့တာတောင်းကျွန်တော်တို့ကမရှိခြင်းအပြင်ကျေးဇူးပြုနေပါတယ်။တနည်းအားဖြင့်နတ်တိပစ္စယောကျေးဇူးပြုတယ်လို့ဆိုရပါမယ်။ကောင်းဆောင်ဟာတချိန်ကလူလူတွေ့ဆုံပွဲတစ်ခုမှာပြည်သူလူထုရဲ့မိကွန်းတစ်ခုကိုအခုလိုဖြေပူးပါတယ်။သူမရှိတော့ရင်တောင်ဖြစ်တဲ့နိုင်ငံတော့ သူမပါဘဲနဲ့တောင်ဒီမိုကရေစီနဲ့လူအခွင့်အရေးတွေကိုတတ်ယူရတဲ့ပြည်သူလူထုကိုကျမမြင်ကျင်ပါတယ်လို့ဖြေပူးပါတယ်။နံပါတ်3တမွေးပညာသင်ကြားများဖွင့်လှစ်ပေးခြင်းကောင်းဆောင်ဟာလရောင်တော်အပါအဝင်ဒေါခင်စီဖောင်ဒေးရှင်းအစရှိသဖြင့်အမည်နာမအမျိုးမျိုးနဲ့တမွေးပညာသင်ကြားတွေနိုင်ငံအနှံ့အပြားမှာဖွင့်လှစ်ပေးခဲ့တာဟာအင်မတန်ကျေးဇူးတင်စရာကောင်းတဲ့ဉာဏ်အမျော်မြင်တဲ့စိတ်ရင်းစေတနာတွေက အရေးပါတဲ့တစ်ခုပါ။ တခါကပုပ်ပားကအမေချန်လို့ကျွန်တော်တို့ခေါ်လိရှိတဲ့ Dokinji Foundation ရဲ့ကွန်ပျူတာအခမဲ့သင်တန်းကျောင်းမှာလာရောက်တော့ရဲ့တာဝန်ခံတဲ့ရောသူ့အဖွဲ့ဝင်နေနဲ့ပါမမျှော်လင့်မဲကံကောင်းထောက်မှစွာစုံစည်းခွင့်ရခဲ့ပါတယ်ကျွန်တော်ထင်ထားတာတဲ့ပိုတဲ့စီမံချက်တွေနဲ့အလုပ်လုပ်နေတာတွေ့ရပါတယ်လာရောက်တော့တာဝန်ခံဟာတော်လန်ဤကာလမှာအဖမ်းခံရပြီးပြန်လွတ်လာတော့အင်တာဗျူးအစီအစဉ်တွေနားထောင်ရပါတယ် တိုင်းပြည်အတွက်အင်မတန်နှမျောတသဖြစ်ရတဲ့လာရောက်သောစီမံကိန်းအကြောင်းပါတော့အလွန်ပဲစိတ်ထိခိုက်ရပါတယ်။ဂျွန်ဆန်စကြီးကိုဖက်စစ်စတက်ရဲ့ခေါင်းဆောင်မင်းအောင်လိုင်ကအကျဉ်းချထားတာဟာပြည်သူလူထုရဲ့စိတ်ဝိညာဉ်ကိုထောင်ချထားတာနဲ့အတူတူပါပဲ။အမေစုကပြောဘူးပါတယ်။ကျမရဲ့ရုပ်ခန္ဓာကိုထောင်ချလို့ရရင်ရမယ်။ဒါပေမဲ့ကျမရဲ့စိတ်ဝိညာဉ်လွတ်လပ်မှုကိုတော့သူတို့အကျဉ်းချလို့ရမှာမဟုတ်ဘူး။အဲ့ဒီလိုသဘောမျိုးပြောဘူးပါလေ။ အခုအချိန်ကတော့မြန်မာပြည်သူလူထုတရက်လုံးကအမေတော်အောင်ဆန်းစုကြည်နဲ့အတူရှိနေသေးပါပဲ။သူတို့ရဲ့စိတ်နှလုံးသားထဲမှာသူတို့ရဲ့ကောင်းဆောင်ဟာတော်အောင်ဆန်းစုကြည်ပါပဲ။လက်ရှိမြန်မာနိုင်ငံရဲ့အထူးထူးအကျက်တဲ့ပြည်ပခါကိုတော်အောင်ဆန်းစုကြည်သာဥဆောင်ဖြည့်ရှင်းမယ်ဆိုရင် ပြည်လည်နိုင်မယ်လို့သူတို့ယုံကြည်နေကြစေဖြစ်ပါတယ်။သူတအူးတဲ့စီမာသာ အာနာယုံဩဇာယုံတည်ရှိနိုင်တဲ့မြန်မာပြည်ရဲ့တခုတည်းသောစုံမတ်ဟုသူတို့လေးနှစ်စွာယုံကြည်နေလျက်ပါပဲ။ချစ်မင်းနွယ်ကြည်ရေးသားတဲ့ဒေါအောင်ဆန်းစုကြည်ဒုမဟုံနတ်တိပစ္စယောနဲ့ကျေးဇူးပြုနေစေခေါင်းဆောင်ဆိုတဲ့ဆောင်းပါးလေးကို2025ခုနှစ်ဇန်လ19ရက်နေ့မှာ DVB သတင်းဌာနရဲ့ website မှာဖော်ပြထားခဲ့တာဖြစ်ပါတယ်ရှင်။နားဆင်ကြကြသူများရှင်လန်းအပန်းပြေကျန်းမာကြပါစေရှင်။ つまがろう、エンディは。